ဒီနေ့မှာတော့ Japan Region TikTok account ဖွင့်နေလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုရဲ့အဆုံးမှာ Japan Region TikTok account တုံးပြီးတော့ဝင်ဝင်ရှာဖို့အတွက်ဘာတွေလိုအပ်လဲ၊ဘာတွေလုပ်ရမလဲဆိုတာကိုတိတိကျကျရှင်းပြပေးထားတဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်။ဒီဗီဒီယိုလေးကိုတိတိကျကျကြည့်မယ်ဆိုလို့ရှင်ခင်ဗျားတို့အတွက်ဒီ Japan Region TikTok account နဲ့ဖွင့်ပြီးတော့ပြန်ရောင်းစားတာပဲဖြစ်ဖြစ်တခြားကိုယ့်ရဲ့အတိမိတ်ဆွေတွေကို ဝင်ပေးတာပဲဖြစ်ဖြစ်အသုံးတဲ့နီလန်းလေးဖြစ်လို့ဗီဒီယိုလေးကိုတည်တည်ချာချာလေးကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်။အဲတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။ Japan region account ဖွင့်ဖို့အတွက်ကျွန်တော်ဖုန်းထဲမှာကျွန်တော် VPN လေးတစ်ခုထည့်ထားရမှာဖြစ်ပါတယ်။ကျွန်တော်ဒီ Jamjam ဆိုတဲ့ VPN လေးနဲ့ဖွင့်ပြမှာဖြစ်ပါတယ်။ Jamjam ထဲကိုဝင်လိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်အောက်ကနေပြီးတော့ Japan server လေးကိုလိုက်ရှာလိုက်မယ်နော်။လိုက်ရှာကျွန်တော် Japan VPN လေးကိုချိန်လိုက်မယ်ပေါ့နော်။ ုဆိုရင်တိုကျိုဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးတော့ကျွန်တော်အခုဂျပန် VPN link နဲ့စတင်ချိန်နေပါပြီဒါဆိုရင်တော့အခုဂျပန် server link နဲ့ချိန်သွားပြီပေါ့နော်ချိန်သွားလို့ရှိရင်ကျွန်တော်ဒါကိုပြန်ထွက်လိုက်မယ်ပေါ့နော်ထွက်ပြီးလို့ရှိရင်ကျွန်တော် Twitter တွေကိုဝင်လိုက်မယ် Twitter တွေရောက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ app account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နေပြီးလို့ရှိရင်အပေါ်မှာပေါ့နော် sign up ဆိုတဲ့ဥစ္စာလုံးလေးတွေ့တယ်နော်အဲ sign up ဆိုတဲ့အောက်ကအနီးလေးကိုနှိပ်လိုက်မယ် နှိပ်ပြီးကျွန်တော်တို့ရဲ့မွေးနေ့တက်ကြက်တွေထည့်မယ်ပေါ့နော်ဒီနေရာမှာကိုယ်ရဲ့မွေးနေ့အမှန်ထည့်ရတော့ပိုကောင်းတော့ပေါ့ဒီနေရာမှာအသက်18နှစ်ပြည့်တဲ့မွေးနေ့ပဲထည့်တာပိုကောင်းတယ်ပေါ့နော်အသက်18နှစ်မပြည့်လို့ရှိရင်တက်တော်အကောင့်တွေပန်းတယ်ပေါ့နော်ဒီလိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ကဒီ Gmail နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ပြေက email ဆိုတဲ့နေရာလေးကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ ီမေးတခုရိုက်ထဲမှာပေါ့နော်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒီရိုက်ထဲတဲ့ဂျီမေးကကျွန်တော် TikTok တစ်ချိန်မှာ TikTok နဲ့မချိတ်ထားတဲ့ဂျီမေးဖြစ်ဖို့လိုတယ်ပေါ့နော်ရိုက်ထဲပြီးအနှီးလေးကိုနှိပ်လိုက်မှာပေါ့နော်အော်ဒီနေရာရောက်လာရင်ကျွန်တော်တို့ဒီနေရာမှာ password တခုခုပေးမှာပေါ့နော်ပေးတဲ့နေရာမှာကျွန်တော် password ကိုဘယ်လိုပေးမလဲဆိုတော့ကျွန်တော်အင်္ဂလိပ်စာလုံးပေါ့နော်အင်္ဂလိပ်စာလုံးအသေးလေးနဲ့ကျွန်တော်တို့အကူပေးခြင်းတဲ့စာလုံးတစ်ခုခုပေါ့ဗျာမှတ်မိလွယ်မဲ့စာလုံး အဲ6လုံးလောက်အနည်းဆုံးပေးလိုက်ပါတော့။ပေးပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဘေးနားမှာနောက်ထပ်အက္ခရာပေါ့နော်အင်္ဂလိပ်အက္ခရာနှစ်ခုလောက်ပေးမယ်။ဘေးနားမှာ hash ကျွန်တော် hash တက်ပဲဖြစ်ဖြစ်တစ်ခုခုပေးလိုက်မယ်ပေါ့နော်။ဒါလေးကိုဒီလိုပေးပြီးရင်ဒီလိုအနီလေးကိုနှိပ်လိုက်ပါတော့။မိမှဆိုကျွန်တော် screen shot လေးရိုက်ထားလိုက်တယ်။ဒီနေရာမှာပေးခြင်းတဲ့နာမည်လေးပေးလိုက်မယ်ပေါ့နော်။ပေးပြီးရင်ကျွန်တော်ကတော့ဒီနေရာမှာအခုကျွန်တော်စွန့်စွန့်ဆွဲနာမည်လေးပေးလိုက်မယ်ပေါ့နော်။ပေးပြီးတဲ့အခါမှာကျွန်တော် အောက်ကအနီလေးကိုနှိပ်လိုက်မှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ Japan region account တစ်ကောင်လွယ်လွယ်ကူကူနဲ့ရသွားပြီပေါ့နော်ဒီအဆင့်နဲ့ပြီးပြီလားဆိုရင်တော့မပြီးသေးပါဘူးကျွန်တော်တို့ခုနကတည်းကကျွန်တော်တို့ရဲ့ Gmail ကိုကုတ်နံပါတ်သူမချသေးတဲ့အတွက်ကျွန်တော်ကုတ်နံပါတ်သွားတောင်းအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ setting လေးကိုဝင်လိုက်မယ်ဝင်ပြီးအပေါ်အကောင့်ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်အပေါ်အကောင့် information ဆိုတာလေးကိုဆက်နှိပ်မယ် โอเคဟိုမှာတော့အနီလေးပြရတယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်အဲ့နေရာလေးကိုနှိပ်လိုက်ပါဘောเนาะနှိပ်ပြီးတော့သူကတော့ finify လောက်ခိုင်းတာဗောเนาะအဲ့ဒါဆိုကျွန်တော် finify နှိပ်လိုက်မယ်ဒီ gmail ကိုသူတို့ကုတ်တောင်းမယ်ဗောเนาะโอเคဒါဆိုကျွန်တော် gmail ကိုကုတ်နံပါတ်6လုံးကြာလာပါပြီအပေါ်မှာကြာလာပြီเนาะအဲ့ကြာလာတဲ့ကုတ်နံပါတ်6လုံးကိုကျွန်တော်ဒီနေရာမှာရိုက်ထည့်ပေးလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုပြနည်းနည်းလေးရှေ့လေးပြန်ထွက်ပြီးတော့ဆွဲလိုက်ပါတော့ ပြန်ဝင်ကြည့်မယ်တွေ့လာဒီနေရာမှာဆိုတာဆိုကျွန်တော်တို့ဒီမှာဂျပန်ဂျပန်ဆိုတာပြပြီเนาะကျွန်တော်တို့အကောင့်ကဂျပန် region အကောင့်ဖြစ်သွားပြီပေါ့เนาะအားသဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာနံပါတ်တွေပြောင်းရင်လည်းပြောင်းเนาะဟိုပုံလေးတွေထည့်ပေါ့เนาะကျွန်တော်ဂျပန် region အကောင့်တစ်ကောင်အောင်မြင်စွာကျွန်တော်တို့ဖွင့်လို့ပြီးသွားပါပြီပေါ့เนาะဂျပန် region အကောင့်တွေမှာငွေရှာဖို့အတွက်ကျွန်တော်တို့အဓိကလိုအပ်ချက်ထောက်ကမလဲဆိုတော့နှစ်ခုပြရမှာရှိရမှာပေါ့เนาะအားလေးတွေကျွန်တော်ပြပေးမယ်เนาะ ဂျပန် region account ဒီမှာကိုရှာဖို့အတွက်ကျွန်တော်ဒီမှာ creator view program လေးပေါ့နော်ဒီ program လေးကိုနှိပ်လိုက်မယ်ဂျပန် region region account ကိုရှာဖို့အတွက်ကျွန်တော်ဒီမှာနော်ဒီလိုအပ်ချက်ဒီကတော့ account စဖွင့်တဲ့အသက် session နဲ့ကျွန်တော်ပြည်ရမယ်ပေါ့နော်အသက် session နဲ့ပြင်ဒီအမှန်ကြည့်လေးချစ်သွားမယ်ဒါကကြတော့ကျွန်တော်တို့ account တွေကို follow လုပ်ထားတဲ့ အရေးအတွက်က 10k follower ပြည့်ရမှာပေါ့နော်ဒါ 10k follower ပြည့်သွားလို့ရအမှန်ချစ်လေးပြည့်ဖြစ်သွားတာပေါ့နော်ဒါကကြတော့ဒီရက်30အတွင်းပေါ့နော်ရက်30အတွင်းမှာဒီလို 100k ဒီ view ရှိရမှာပေါ့နော်ကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေကဒီလို 100k view ရှိရမယ်တကယ်လို့ဒီဥစ္စာကဒါပါတော့ဒီလကျွန်တော်တို့9ရက်နေ့မှာဟိုဟိုမှာ 100k မပြည့်ဘူးပေါ့ဗျမပြည့်သေးဘူးဒါဟို လို့သေးတယ်ဆိုရင်အဲဒီနောက်လာခုနှစ်အနေထိကိုသူပေါင်းသွားတာပေါ့နော်ဒီဥစ္စာတွေပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ join ဆိုရက်ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါဒီဂျာလေးပြည့်ပြီဂျာလေးနှိပ်တော့မှကျွန်တော်တို့ဒီ Japan region account မှာငွေရှာလို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီ free value program လေးဒါ join ပါပြီเนาะဒါမှ code extra လေးပြသွားပြီကျွန်တော်ဒီ account လေးရငွေရှာလို့ရပါပြီဒါဆိုရင် okay ဒီမှာ congratulation ဆိုပြီးဒီလိုမျိုးလေးပြပါပါเนาะပြသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါလေးနှိပ်လိုက်မှာเนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီ account လေးရငွေရှာလို့ရပါပြီငွေရှာဖို့အတွက်ကျွန်တော်ဒီမှာ ID verify ပါเนาะကျွန်တော်တို့ရဲ့ဒီ ID ဒီပေါ့เนาะဒီအထောက်ထားတွေကိုဒီမှာ ကျွန်တော် finify လောက်ရမယ်ပြီးလို့ရှိရင်ဒီအဆင့်ရတာကတော့ ban ကတ်နဲ့ချိန်တာပေါ့နော်ကျွန်တော် ban နဲ့ချိန်တာပေါ့ဒီ ban နဲ့ချိန်တဲ့အဆင့်တွေကတော့နောက်မှပြပေးပါနော်ဒီ id တင်တဲ့အဆင့်လေးလည်းကျွန်တော်နောက်မှပြပေးမယ်လောလောဆယ်ဒီ japan region account တွေဝေရှားဖို့အတွက်ဒီလိုအပ်ချက်လေးတွေဒါလေးတွေပြည့်မီလို့ဒီ program ကို join လို့ရတဲ့အဥ္စာလေးကိုပြပေးခြင်းဖြစ်ပါတယ် အခုဆိုရင် TikTok မှာ1မိနစ်အထက်ဗီဒီယိုတွေတင်ပြီးတော့ဝင်ဝင်ရှာလို့ရပါပြီ။အဲတော့သိချင်တဲ့အကြောင်းအရာတွေဖြစ်ဖြစ်မရှင်းမလင်းတာပဲဖြစ်ဖြစ်ဒီဗီဒီယိုရဲ့အောက်မှာမှတ်ထားခဲ့လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။